တွေ့နေကြောင်းနဲ့နေလို့အမှထားတာအဲ့ကလေးလေးကမနေ့ကပို့ချင်မှချင်းတွေ့မှာပါကလေးကတိတိဖြောင်ဖြောင်လေးမနေ့ကညမှသူရိုက်ခံရတယ်ဆိုသူ့မိကဖုန်းဆက်တာဖုန်းဆက်တာကြည့်လို့သူ့ခင်းနဲ့မိကပညာရေးမှုရုံးကိုတွားဆိုင်နေတယ်ဆရာမလည်းလက်ခံသွားမလို့ဆိုတော့ကိုကပြောတာတွားဆိုင်နေတယ်ဆိုဘာပဲပြောပြောတိုင်ခိုင်းတဲ့ဆရာမမှလည်းမကောင်းဘူးပြီးတော့မှအစ်စ်ကလည်းကြုံလို့မရဘူးကွာဘာပဲပြောပြောဖြစ်ပြီဆိုရင်အုတ်ထဲလူဖြစ်တဲ့ကြောင်းကိုရင်သွားတွေ့ရမယ်ကွယ်အဲ့ဒါကြောင့်မလို့ဟုတ်ပြီမတွားနဲ့ငါနဲ့ဆရာကလိုက်ခင်မယ်ကြောင်းကိုရင်သွားတွေ့ပြီးမယ်အဲ့လိုမျိုးအကြောက်ကိုတွေ့တာတွေ့တော့ဆရာမကြီးကဖြစ်ရတဲ့ပြဿနာတော့မပြောပြမယ်ဒီနေ့ဖြစ်ခဲ့တာကြီးပြောပြမယ် အဲ့ဒီဆရာမကြီးကနေ့လည်းနှစ်နာရီတန်းချိန်မနက်တော့ပြောတာကခလေးကိုအဲ့လောက်ရိုက်လိုက်တယ်။ပါလဲရောင်နေတယ်။ခြေတော့မှလည်းအနုကွက်ကတလောက်။ဆင်းလိုက်လေရိုက်ချလာတစ်ဖက်ပုံ၅ချက်၆ချက်။အဲ့တော့မနက်ပြောတာကတခါလဲခေါ်ပြီးအဲ့ဆရာမကိုကောင်းကောင်းမွန်မွန်ဆရာမကြီးကျမကိုခိုက်ပြပါပါညာနဲ့ကောင်းကောင်းမွန်မွန်ခေါ်ပြီးဆိုတော့သူကနေ့လည်းနှစ်နာရီတည်း။ဟုတ်ပြီနေ့လည်းနေ့လိုက်ဆိုလည်းမင်းတို့ပြန်ထွက်လာတယ် AC ပဲ။အဲ့မဲ့ပြန်စင်းစားတာနေ့လည်းနေ့လိုက်မှာပြန်ရှင်းပြမဲ့ကိစ္စပါ။ဒီမှာသူ့ဆရာမကိုခေါ်မဲ့ကိစ္စမှာဒီကလေးကိုကျွန်တော်မနေ့ကထောင်းချင်တယ် ရပါကအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းမြို့မှာဖြစ်ပွားခဲ့သောအုပ်စုဖွဲ့ပါရိုက်ဖြစ်စဉ်မှာနိနာသူဘက်ကနေပြီးအမှုကိုကိုတိုင်ကိုကြပါဝင်ကူညီပေးခဲ့သူဆရာမမပြန်လည်ပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာဆာတင်ကျက်ကိုကိုကောင်းကောင်းနားလေတယ်ကလေးတောင်ကိုဘလို့ရိုက်တင်တယ်ဘလို့ဆုံးမတင်တယ်ဆိုကိုနားလေတယ်လို့ပါမင်းနဲ့ဆရာမကြီးကိုထွက်ပုံနားလေတင်တယ်ဘာဖြစ်လဲဆိုတော့သူတို့တွေကအကြောင်းနေမှာချိုင်းဘောနောကလေးနဲ့ပတ်တက်တဲ့စိတ်ပညာသူတို့တင်ခဲ့ရပြီသားအဲ့တော့ဖြစ်တော်အစီလို့ ဗီဒီယိုကတော့ရှင်းမှာနော်ရှင်းရှင်းမှကြည့်တော့ပြမယ်။ဟုတ်။အရက်ခံရတဲ့ကလေးလာပြေဝန်ဆိုတာကမနှမ်းရဲ့မွေးသားသမီးဆိုလဲဟုတ်တယ်။ဆီမကင်းမျိုးမကင်းဆိုလဲဟုတ်တယ်နော်ဘလောင်မလေး။မနှမ်းတော့ဒီမှာနေတာ။ကြောင်မဖင်ခင်၃ရက်နေ့ကြောင်တက်မယ်ဆို၄ရက်နေ့မှမနှမ်းအိမ်ကနေသူ့အိမ်ကိုသွားလာ။သူ့အိမ်နဲ့ကြောင်နဲ့နေလို့အမှထားတာ။အဲ့ကလေးလေးရမနှမ်းရဲ့ပို့ချင်မှချင်းတွေ့မှာပါခလေးရတိတိဖောက်ဖောက်လေး။မနှမ်းရညမှသူရိုက်ခံရတယ်ဆိုသူ့မိရဖုံးချက်တာ။ဖုံးချက်တာကြည့်လို့သူ့ပြင်းနဲ့မိရပညာရေးမှုရုံးကိုသွားဆိုင်နေတဲ့။ကျမလည်းလက်ချက်သွားမလို့ဆိုတော့ကိုကပြောတာ။သွားဆိုင်နေတယ်ဆိုဘာပဲပြောပြော။ တိုင်ခိုင်းတဲ့ဆံမမှလည်းမကောင်းဘူးပြီးတော့မှအဆက်သွားလို့ကြုံလို့မရဘူးကွာဒါပဲပြောပြောဖြစ်ပြီးဆိုအုတ်ထန်းတစ်ဖက်နဲ့ကြောက်ကိုရင်သွားတွေ့ရမယ်ကွေအဲ့ဒါကြောင့်မလို့ဟုတ်ပြီမသွားနဲ့ငါနဲ့ဆံကလိုက်ဖြစ်နေကြောက်ကိုရင်သွားတွေ့ပြီးမယ်အဲ့လိုမျိုးဆိုအဲ့ကြောက်ကိုတွေ့ရသွားတွေ့တော့ဆံမကြီးကဖြစ်ရတဲ့ပြဿနာတော့မပြောပြမယ်ဒီနေ့ဖြစ်ခင်တော့ရေပြောပြအဲ့ဒီဆံမကြီးကနေ့လည်းနေ့လာကြီးတန်းချင်းမနေ့တော့ပြောတာကကလေးကိုအလောက်ရိုက်လိုက်တယ်ပါလဲရံနေတယ်ခြေတော့မှလည်းအနုကွက်ပါတလားဆင်းလိုက်တယ်ရိုက်ချလာတစ်ဖက်ကငါးချက်၆ချက်အဲ့တော့မနေ့ပြောတာကတခါတည်းခေါ်ပြီးအဲ့ဆံမကိုကောင်းမမမောကျမကြီးကျမဖိုက်ပြပါပါညာနဲ့ကောင်းမမခေါ်ပြီးဆိုတော့သူကနေ့တဲ့နနာကြီးတဲ့ ဟုတ်ပြီနေ့လည်နှစ်နာရီဆိုလည်းမင်းတို့ပြန်ထွက်လာတယ် AAC ပဲ။ဒါပေမဲ့ပြန်စင်းစားနေ့လည်နှစ်နာရီမှာပြန်ရှင်းပြမဲ့ကိစ္စမှာသူကသူ့ဆရာမကိုခုံမဲ့ကိစ္စမှာဒီကလေးကိုကျောင်းမှာမနေ့ကမထားခင်နိုင်ဘူး။ဟုတ်တယ်နော်။ဒီကလေးကိုမနေ့မထားခင်နိုင်ဘူး။ဖြစ်တဲ့ပြဿနာကိုလည်းဆရာမကြီးကသူမသိသေးဘူးလို့ပြောတယ်။အဲ့တော့မနေ့မထားခင်နိုင်ဘူး။အဲ့ကြောင့်မနေ့ကလေးကိုပြန်ခေါ်လိုက်တယ်။ပြန်ခေါ်ပြီးကလေးကိုမနေ့တော့ခေါ်လိုက်တဲ့အချိန်မှာအတမ်းလိုက်ဆရာမကမတွေ့တော့တမိုင်ဆရာမကိုလည်းမနေ့ခန်းထဲချောင်းချစ်ချင်မှာဆရာမအနောက်ကနေဝင်လာပြီးတော့ဒီမှာဒီမှာတဲ့ ။အနည်းငယ်မှဖြစ်တဲ့ပြဿနာကလေတတောင်းတတိရှိတဲ့ဘာညာနဲ့မနေ့ကလည်းညို့ထုတ်ပြီးအော်ရော။အော်ရခါကျတော့မနေ့ကတော့မပြောဘူး။ဘာလို့လဲဆိုအဲ့ဆီယမားကြီးအခုမှ20ကျော်ကွာ။မနေ့က50လားကန်နေပြီ။မနေ့မွေးမနေ့သမီးလောက်ရှိတယ်။အဲ့တော့မနေ့ပြောတာလက်ကလိုက်တယ်။ဆီယမား။ကျမဆီယမားကိုဒီပြဿနာနဲ့ပတ်သက်ပြီးဘာမှလာပြောတာမဟုတ်ဘူး။ကျမကကလေးကိုပဲပြန်လာခေါ်တာပါ။မနက်အလိုပြောလိုက်ပြောရင်မနက်ကလေးကိုပြန်ခေါ်လိုက်ချင်မှာကြောင်ကြီးကအဲ့ဒီခန်းစစ်ကြီးလိုက်လာပြီးတော့မှအဲ့တော့ဖြစ်နေလားဆိုရင်လည်းမိမမခေါ်မစရာကိုဖြစ်နေရတော့အခုချင်းချင်းရှင်းနေတယ်လို့ရှင်းနေတယ် မှာပဲပြီးတော့သူကဆရာမတောက်ကြီးရဲ့အញ្ញအကူရတဲ့လက်ထောက်ဆရာမလို့လဲအများပြောကြရင်မနေ့မသိပါဘူးအဲကြောင့်အဲ့မှာသူကဘယ်လိုပြောလာလဲဆိုတော့မဆိုင်နိုင်လိမ့်မှာပါလိုက်ဟုတ်မနေ့ကပေါ့အဲ့ဒီကျောင်းကဆရာမတောက်ကိုညိုင်းမချွမနေ့ဟုတ်ချက်တိုင်းနေတော့သူဗီဒီယိုရောပြောလာလို့တိုက်တယ်ဆိုသူကတခုတခုတို့ထုတ်ပြောလာလိမ့်မှာအဲမနေ့ပြောလိုက်တာဆရာမဆရာမတို့ပြောပြီးခုကျမပြောမယ်နော်ခလေးကဆရာမကိုပြန်ပြောလို့ဆရာမပါရတဲ့ကထားလိုက်သူဘာဖြစ်လို့ဆရာမပြန်ပြောဘာပြန်ပြောလဲဆရာမမေးဘူးအခုကျမဒီကျောင်းကိုလာလာတော့မှဆရာမကတော့တော့တော့ကျမကငန်းငန်းနဲ့ကျမညာစစ်ကူတာ ီကလေးနဲ့သူဒေါနာပြလို့ဒီကလေးတိတိလေးကဆံမကိုပြန်လုပ်တယ်ဆိုရင်တော့မရအော်ဆော်ရီပြန်လုပ်တယ်ဆိုတာဒီလိုပေါ့နော်မချိမငန်ပြန်ပြောရတယ်ဆိုတော့မှဒီတက်ရွယ်နဲ့ဒီတက်ရွယ်နင်မဲမဆောက်တော့ပြန်ပြောမှာမဟုတ်ဘူးပြန်ပြောလို့ဆံမရိုက်လိုက်တယ်ဆိုလဲလေးငါချက်ရိုက်ပြီးမင်းပြန်မိမပေါ့ခဲ့ဆိုရင်အုတ်သိမ်းလို့ပြလာမှာပေါ့ဆံမရဲ့ဘာဖြစ်လို့အဲ့ဒါဒီကြွရဲ့နွားရဲ့ရကြတော့ကျမကအဲ့ဒါလေးနဲ့လာမေးတာပါလို့အဲ့ဒါပြောတဲ့ကြောင်မြတ်ငါကမလဲသူ့သူ့ခါလာပြီပေါ့နော်ငါကမလို့ပြောကျမတို့လည်းခဏမှဗီဒီယိုပေါ်ပြောလာမယ်ပုံစံလေးတိုင်တယ်ပါ냐သူကပြောလာတော့ခဏကပြောလာဟုတ်ပြီဆံမရဲ့အကြောင်းကိုကျမကပုံစံပြဘူးကျမညီမလည်းကြောက်ဘူးဒါပေမဲ့အဲ့ဒီဟာဒီကိစ္စကိုမတည်ဘူး ောက်ပါကျမလာခဲ့တယ်ဒီကျောင်းကိုကျမမနဲ့ကျောင်းမှာလည်းကျမနဲ့ပတ်သနာကြတဲ့ဆရာမတွေအများကြီးတယ်ဒါပေမဲ့ကျမတို့ရှိတဲ့ဆရာမတွေကျမဖုန်းနဲ့ကိုကျမမတောင်းကျမဘုသူ့ကိုမှဖုန်းမဆက်ခဲ့ဘူးကျမကိုယ်တိုင်းမနဲ့ခင်းထားလာတာဖြစ်တယ်အဲ့တော့ဆရာမကိုကျမကဖုန်းဆက်တိုင်းတယ်လို့ပြောရင်အဲ့ဒီဆရာမကိုဖောက်ခဲ့ပါကျမနဲ့ရှင်းပါမယ်အဲ့ဒီဆရာမကိုကျမဖုန်းဆက်ပြီးတိုင်းတယ်ဆိုရင်ကျမဆရာမကိုတောင်းပန်ပါမယ် အဲဘာဖြစ်လဲဆိုတော့ကျမဖုန်းမဆက်ဖြစ်ဘူးဆရာမရဲ့နာမည်လည်းကျမမသိဘူးဆရာမရဲ့ဖုန်းနံပါတ်လည်းကျမမသိဘူးဆရာမပြီးအကြောင်းအူကြီးရဲ့ဖုန်းနံပါတ်ကိုလည်းကျမမသိဘူးလို့အဲ့လိုပြောတယ်မှသူကအရာလေတဲ့ကျမကကျမရှင်းလိုက်မယ်လေဆရာမလို့အဲ့လိုမပြောနဲ့ကျမကလေလို့မန်နဲ့အတိုင်းပဲကြိုက်တယ်ကျမကပြောရင်ကျမကရေဆုံးနေဆုံးလိုက်ရှင်းတတ်တယ်အခုဆရာမကျမဖုန်းမဆက်ပဲဆက်တယ်လို့ဆရာမပြောတဲ့အတွက်အဲ့ဒီဆရာမကိုဖောက်ပြပါကျမရှင်းမယ်ကျမမားတယ်ဆိုအခုကျမကောင်းမယ်မယ်နော်လို့ဆရာမမားတယ်ဆိုကျမကောင်းမယ်ကျမကျမကကျမရှင်းမယ်ဆိုသူထွက်သွားလိုက်တယ်ထွက်သွားပြီးတော့သူပြန်လာလေဆရာမပြန်လာပြီးတော့သူပါလာပြောလဲဆိုတော့ ကျွန်မဆက်တာမဟုတ်ဘူးတဲ့မင်းနဲ့ဆက်တာမဟုတ်ဘူးလေဆက်တဲ့လူကတော့ဘူးဆိုလားမသိပါဘူးတော့ပါအေးအေးဆန်းဆိုလားဆန်းဆန်းအေးကလာပြီအဲ့လူကဆက်တာအဲ့ဒါဆိုရင်ကျွန်မမဆက်ပဲနဲ့ကျွန်မဘာလို့ကျွန်မကိုရှံလုပ်တာလဲလို့အဲ့တော့ဒီပြက်တနာရဲ့စစ်မြစ်ကိုကျွန်မပြောပြနားမြင်ဘူးဆိုတာကအိမ်မှာခေါ်ထားတဲ့တမီးလိုခေါ်ထားတဲ့ကလေးမင်းနဲ့ရဲ့ဗီဒီယိုတွေမှာသူပါတက်တယ်ခေါ်ထားတဲ့ကလေးကိုဒီကလေးကသူ့ရဲ့အတန်းမှာနေတာအတန်းမှာနေတဲ့ဥစ္စာကိုတခြားအတန်းကကလေးကသူ့ဒီကိုလာတာလာတော့သူ့ဘလို့ပြောလဲဆိုတော့နားမြင်ဘူးတဲ့နေငါတဲ့လူရည်သုံးလာဘူးတဲ့ ိမ်မှာသူများအိမ်မှာကျွန်းသွားလုပ်တယ်တဲ့အလုပ်သွားလုပ်တယ်တဲ့အိမ်ခေါ်သွားလုပ်တယ်တဲ့အဲ့ဒီအိမ်ကကလေးတွေကလည်းနေ့ရက်ပေါင်းပြီးတော့ဆက်ချွတ်ကြတယ်တဲ့ဟောကျွန်းသွားလုပ်တယ်ပေါ့အဲ့လိုပြောတော့လက်တင်ကမနေ့ရက်ဒီမှာလျာရှင်းတာငါကျွန်းသွားလုပ်တာမဟုတ်ဘူးငါအလုပ်သွားလုပ်တာလည်းမဟုတ်ဘူးအဲ့ဒါမဆီယာမအိမ်ငါဆီယာမနဲ့တွားနေတာတောင်ပိတ်တော့ပြီးတော့အဲ့ဒီအိမ်မှာကလေးတွေကလည်းတယောက်မှမရှိဘူးငါတယောက်ပဲရှိတာငါ့ကိုလည်းဘယ်သူမှပေါင်းပြီးမချွတ်ဘူးလို့လက်တင်ကပြန်ပြောတယ်တဲ့ဒါကလက်တင်ကပြောတာကိုပဲမနေ့နောက်ထောင်ခင်မနေ့ပြောတဲ့စကားကတစ်ဖက်တည်းဖြစ်မယ်အခုကကကြောင်းပါ အဲ့ဒီသူ့ကိုအဲ့လိုတာပြောတဲ့ကလေးကိုပါခေါ်ပြီးမှညနေချင်းလိုက်ရှင်းလိုက်လို့နောက်ဦးနှစ်ဖက်ပြောတဲ့စကားအဲ့လိုပြောတော့လာပြောကငင်းတာငင်းတဲ့ခါကျတော့အခန်းအတူကတငယ်ချင်းတွေဝိုင်းပြီးသူ့အဲ့လိုပြောကြတာပေါ့ခေါင်းမလေးစကားလိုက်ပြီးမှသူကစိတ်ကူပြီးခုံကိုထုတ်ချလိုက်တာထုတ်လိုက်တော့ပဲကြားမခုံကဒီလိုနှစ်ချမ်းဆက်တာခါကျတော့ထာက6မြောင်းမြတွင်ကျောင်းသူတူအားအခြားကျောင်းသူများကကိုထီလက်ရောက်ကျူးလွန်သည့်ဖြစ်စဉ်လူမှုကွန်ရက်တွင်ပြန့်နှံ့လာပြီးနောက်ကျူးလွန်သူများအားလိုအပ်သည့်အရေးယူမှုများလှုပ်ဆောင်နေဟုဆိုအထက6မြောင်းမြတွင်ကျောင်းသူတူအားအခြားကျောင်းသူများကကိုထီလက်ရောက်ကျူးလွန်သည့်ဖြစ်စဉ် လူမှုကွန်ရက်တွင်ပြည့်နှက်လာပြီးနောက်ကျူးလွန်သူများအားလိုအပ်သည့်အရေးယူမှုများလှုပ်ဆောင်နေကြောင်းသိရသည်။ဇွန်၁၈ရက်ကလူမှုကွန်ရက်စာမျက်နှာအချို့တွင်ကျောင်းသူတဦးအားအခြားကျောင်းသူနှစ်ဦးကပါရိုက်နေသည့်ရုပ်တံဖိုင်တစ်ဖိုင်ပြည့်နှက်ခဲ့ပြီးပါရိုက်ခံရသည့်ကျောင်းသူကကျူးလွန်သူကျောင်းသူနှစ်ဦးအားထိုင်ကနောက်ခဲ့သည်ကိုလည်းတွေ့ရသည်။ ယင်းဖြစ်စဉ်တွင်ပါဝင်သည့်ចောင်းသူများမှာအထက်က6မြောင်းများတွင်ပညာသင်ကြားနေသည့်ចောင်းသူများဖြစ်ပြီးဖြစ်စဉ်မှာ2025ခုနှစ်ဖေဖော်ဝါရီကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုအဆိုပါကိစ္စအားကုညီဆောင်ရွက်ပေးနေသူတဦးကပြောကြားသည့်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ပညာသင်နှစ်2025ခုနှစ်နှစ်လပိုင်းမှာဖြစ်တာပါအခုကတော့တက်ဆိုင်ရဌာနကလူကြီးတွေကျူးလွန်သူတွေကိုအရေးယူဖို့လုပ်နေကြပါတယ် ကျွန်တော်တို့ဒေတာခန့်တွေဘက်ကတော့အမှန်တိုင်းဖြစ်သွားစေချင်တာပေါ့ခံရတဲ့ကလေးကိုစိတ်တန်ရပျောက်ကင်းသွားအောင်ဝိုင်းကူပေးကြဖို့ပေါ့ကျူးလွန်တဲ့ကလေးတွေကိုလည်းကြောင်လုံးဝမတက်ရတော့တဲ့အခြေအနေမဟုတ်ဖဲနဲ့အဲ့ဒီကြောင်မှမဟုတ်ရင်တခြားကြောင်မှတက်ရတဲ့အခွင့်ရေးရရင်ကောင်းပါလေ လူဆိုတာမှားတက်တဲ့သဘာဝပါပဲဟုဒင်းကပြောကြသည်လူမှုကွန်ရက်တွင်ရုပ်တံဖိုင်ပြန့်နှံ့လာပြီးနောက်ယင်းဖြစ်စဉ်အပေါ်ဝေဖန်မှတ်ချက်ပေးမှုများမြင့်တက်ခဲ့ပြီးနောက်တွင်အေးအေးယူမှုများလှုပ်ဆောင်လာခြင်းလည်းဖြစ်သည်ဟုသိရသည်ယင်းဖြစ်စဉ်တွင်ကျူးလွန်ခဲ့သည့်အကြောင်းသူနှုတ်ဦးမှာအထက်က6မြောင်းများတွင်ကြောင်းဆက်တက်နေပြီးကျူးလွန်ခံရသူအကြောင်းသူမှာကြောင်းမတက်ရဲသည့်အခြေအနေဖြစ်နေသည်ဟုလိုက်ပါကူညီနေသူတဦးကလူမှုကွန်ရက်တွင်ရေးသားထားသည်ပွဲတော့မှာပေါ့ပွဲတော့မှာတော့ဟာတော့မှာဟာတော့ပြီးတော့လက်ပြုံးကလည်း ခုံကိုထုတ်လိုက်တော့အကုန်လုံးကညင်ပြီးထွက်သွားကြတယ်တဲ့အဲ့ဒါနဲ့သူကသူ့ရဲ့ဒီတခြားတန်းကကြပါသူ့လာပြောတဲ့ကောင်မလေးကအတန်းလိုက်ချင်မှသူကသွားတာဆရာမတဲ့ဆရာမတန်းကလည်းဒီကောင်မလေးကတမီးကိုဒီလိုဒီလိုလာပြောတယ်တမီးကဒီညကြီးမှာဂျုံသွားလို့တာမဟုတ်ဘဲနဲ့တမီးကိုဂျုံသွားလို့တယ်လို့ပြောတယ်ခါညသွားတိုင်တော့အဲ့ဒီဆရာမလည်းပြောလိုက်တယ်တဲ့နင့်ဆရာမလာမှနင်တန်ကြီးလို့ပြောလိုက်တော့သူကလည်းအခဏမှပြန်လာထိုင်နေလို့သူ့အတန်းလိုက်ဆရာမခုနကဟိုဘယ်လိုလဲ 你阿在买钱嘛噶？哪里嘛？哪边我你哪边？你妈都抠出大嘞，就晓得；哪边我嘛在石头路出嘞，就晓得。哎，晓得钱嘛？就是说，线路没拆来伊的，这边石头路出嘞不？哎，路对吗？嘛不。哎，你妈自家哪里？这里又在干？其他嘛在在干嘞？没那么标的。现在嘛好，这里标后面嘞路标嘛里面可能呀。哪里路不标嘛？哎，看到嘞？哎，路这样子嘛？刚哪里？这里过来嘞？在车上路嘛？在车上路？其他的车上？不管其他的样没？其他的样没？在车上嘛？干嘛呀？ သူအတိရှိလို့ရိုက်တာရိုက်ဒါပေမဲ့ဘာဖြစ်လို့အဲ့လိုညုံမဲအောင်ရိုက်တာလဲဘာဖြစ်လို့ပါအောင်ရိုက်တာအမှန်ဆိုလို့ရှိရင်ဆီယမတယောက်အနေနဲ့ကမေးရမယ်မင်းဘာလို့ဒီလိုခုံခုံထူရလဲဒီလိုဒီလိုဖြစ်တယ်ဆီယမအဲ့တော့ကိုเจ้าကြီးနဲ့ဒီလိုမျက်နှာချင်းတိုင်းရှင်းရမယ်မဟုတ်ဘူးလားအဲ့လိုကပြောတဲ့အခါကျတော့ဆီယမကြီးကဘယ်လိုပြောလဲဆိုဆီယမအမလို့နားအောင်ကျမပြောပြမယ်တဲ့ကျမတို့မှာတချောင်းမှာတစ်ခါမှာဆီယမရောက်80ရှိတယ်တဲ့ကျမတို့မှာဒီလိုရှိရဒီလိုပြဿနာရှိရတော့နည်းနည်းလူကလေဒေါတာနည်းနည်းဖက်ချင်တယ်အဲ့တော့မနေ့ကပြောလိုက်တာ ဆင်မကြီးကျမအခုလာတာဆင်မကြီးကိုရံတွေ့တဲ့ပုံပေါက်လားကျမရံတွေ့ဘူးနော်ကျမတပြေတည်းမှာဆင်မကြီးတစ်ခါမှအရာ80ပဲရှိအရာ900ပဲရှိရှိကျမရဲ့အဖြစ်မဟုတ်ဘူးလေလို့ခလေးရဲ့အဖြစ်လည်းမဟုတ်ဘူးလို့ဆင်မတို့မှာဒီအရာ900ရှိတယ်ကျမတို့ထင်ရမှာပဲအရာ900ရှိတယ်ကျမတို့ထင်ရမှာပဲဒါပေမဲ့အခုရဲ့ကိုရေးကိုတာခန်းစားချက်နဲ့ဆိတ်ရှုပ်တာနဲ့ဒီခလေးကိုဒီလိုမျိုးရှားလိုက်တော့မရဘူးလေလို့ကျမတို့လည်းပညာရေးသားပိုင်းကလာတာဆင်မကြီးဒီပြေလေးလေးစဉ်းစားပြပါအခုကျမတို့လာတာကရရပေါင်းလားလို့ညံတာတွေ့ရတယ်သူကပြောတာကျမဆံမောင်ညံတာတွေ့ရတယ်ကျမလည်းမခံဘူးပြဆင်မကြီးကျမညံတာတွေ့ရပုံပေါက်လားဆိုတော့ နည်းနည်းပါတယ်တဲ့နည်းနည်းပါတယ်ဆိုမနဲ့ကိုပြောမှာမဟုတ်ဘူးမနဲ့နဲ့ပါလာတယ်ကျောင်းသားမိသားကသူကဇေယောင်နဲ့လူဆိုအသက်ရှာပဲရှိတယ်သူကသူ့ကိုပြောတာအဲ့တော့ကျမပြောတာမနိမအနေနဲ့ပြောနေမပြောမယ်ခလျာကလည်းနေတာကျမကြီးကျမပြပြလည်းပဲပြောတာအဲ့လိုပြောပြီးတော့သူ့ဆရာမလည်းရောက်လာတော့တကယ်ရန်လို့ရတယ်ကသူ့ဆရာမဖြစ်နေကျမကြီးနေနေတော့လို့ကျမရန်မတွေ့ဘူးတော့လို့ကျမကြီးရဲ့လက်ထောက်ကကျမကိုကောင်းကင်ဆောင်မဲနဲ့ရန်သူတို့ပြောနေတယ်အဲ့တော့ကျမပြောတာဆရာမလို့ကျမစေတနာနဲ့ပြောတာဆရာမကကျမမင်းကျမသမီးကအွယ်ပဲရှိတယ် ကျမတို့ကအပြင်လို့ကျမတို့ကဆောက်အပြင်တန်းမရှိဘူးကျမတို့ကအနာကျရှိတယ်နော်လို့ကျမတို့ကဆက်ဖတ်ကို respect ထားလို့ကျမဒီကိစ္စကိုလိုက်ပေါ်ပြလိုက်တယ်ဒါပေမဲ့ចောင်းနာမည်လည်းကျမမထည့်ဘူးကျမနာမည်လည်းမထည့်ဘူးကျမဒါ respect ထားလိုက်တာညီမချင်းကိုချင်းစာလိုက်တာပေါ့အခုကြတော့ကျမကကျမညာလို့တယ်ကျမစဉ်းစားကြည့်တရားကကျမရဲ့သားသမီးပဲဒီကလေးကကျမចောင်းမှနေရ သူ့မှာလူကြားထဲမှာနေဖင်ချုပ်ခံရတယ်နေကြောခံရတယ်ဆိုပြီးအချက်ပဲခံရလို့သူဒေါ်လာဖြစ်ပြီးခုံထုတ်လိုက်လို့သူဒေါ်လာဖွင့်တဲ့အချိန်မှာဆံမကမေမေညံ့နေနဲ့မိမလို့ခုံထုတ်လာလဲဆိုပြီးရိုက်လိုက်တယ်သူလည်းဒေါ်လာတပီဆံမကိုပြန်ပြောမိမှာပဲဆံမတော့မှကျမဒီကလေးကိုရိုက်ရတော့လာကျမလာမေးတဲ့အချိန်မှာဆံမတော့ကျမကိုရန်ပြီးလို့ပြောနေသေးတယ်လေလို့ဒီကလေးကဆံမကိုမေမေမဆောက်ရတော့ဘူးတော့တပီဆံမကိုထုတ်လိုက်အဲ့ဒီတော့တော့သူပြောမိမှာပဲဆံမအဲ့ဒီတော့ဆံမရိုက်တယ်ဆိုငါချက်ပေါ်ဆံမရဲ့ပြီးပြီးခုံထုတ်လေကြောင်းပြီးပိုင်ဖာလာတိတိပြည့်ပြည့်ရတယ်မိမိကခေါ်ခဲ့ ျမတို့ခေါ်လာမယ်ကျမတို့မှာကျမတို့ကပုံပြီးကလေးချောင်းသားနဲ့ရမယ်ကျမတို့ကကလေးစစ်ပညာတင်ထားရတယ်လေအဲ့လိုပြောတော့အောင်ကြီးကဟုတ်ပြီတဲ့ကျမလူရတယ်တဲ့ကျမမားပါလေတဲ့သူကပြောတာ तू तू ကဘာလို့သူပြောလဲဆိုတော့ तू မားကထိုင်ကြတော့တောင်းမယ်တဲ့သူအဲ့လိုပြောအဲ့ဒါမနဲ့ပြောတာမနဲ့မောက်ပါလေဒီလည်းမပြောမနဲ့ကအပြစ်မှာဇေယောင်းစားတဲ့လူမနဲ့ဒီအစ်စ်နန်းရှိတဲ့မိမလည်းမဟုတ်တထေးလည်းမဟုတ်တကြွယ်လည်းမဟုတ်မနဲ့မှာတာမန်တူလို့ကိုလိုဖွေးနေတခုပဲရထားတယ်ဟုတ်ပြီနော်တထေးလည်းမဟုတ်မနဲ့လိုမှာချမ်းသာနေလူလည်းမဟုတ်တယ်မနဲ့မမမမလည်းတော့မပြောဘူးအောက်ကနေလည်းဝင်လာအဲ့တော့ရှမားလို့အဲ့လိုပြောပါလေရှမားကအနန္တောနန္ဒာငါးပါးခိုင်းဝင်လေကျမက တိအဲ့လောက်ကြီးမရိုက်တိဘူးလို့ပဲကျမလာပြောတာလို့ကျမဒီကိစ္စကိုခေါ်ပြီးဆွေးနွေးပေးပါလို့ပဲကျမလာပြောတော့ချက်ချင်းမခေါ်ပြီးရတော့ကျမလိုရတာပေါ့လို့ကျမကကျမတို့အချင်းဆွဲလိုက်တယ်ဒီနေ့လည်းလည်းပါပြီးတော့ကျမချင်းဆွဲတာမဟုတ်ဘူးလေကျမတို့အလုပ်များတယ်ကျမတိတယ်ကျမအလုပ်များတာကျမတို့ဖိကြောင်းနေဘလောက်အလုပ်များတယ်ကျမတိတယ်တောင်းတာတွေရများတယ်ဒါပေမဲ့ကျမကတောင်းမမိပါဘူးတကယ်အလေးထားချင်းဒီကိစ္စကရိုက်လို့ဖြစ်တယ်ဆိုရင်ကျမဒီကလေးကိုခေါ်တောင်းမဆရာမကိုလည်းခေါ်သူနဲ့ပြဿနာဖြစ်တဲ့ကလေးကိုလည်းခေါ်ပြီးမှကျမရှင်းပြရမယ်ဒါပေမဲ့ဆရာမကကိုယ့်ရဲ့လက်ထောက်ကိုစိတ်နာပူလိုက်တောင်းမမိပါအောင်ဒီမထောက်လိုက်ဘူး ဲ့ဒီလိုဆရာမလုပ်လိုက်တဲ့အတွက်ကျမတို့ကကလေးကိုတောင်းနေခေါ်ပြန်မယ်ဆိုတဲ့အဆင့်ကြီးဖြစ်သွားရတယ်လို့ဒါနဲ့ကျမလည်းကျမပြောလာမှလားရှင်တောင်းမှန်ပါတယ်လို့ကျမဆရာမလည်းစိတ်ကမှမစိုးပါနဲ့ဒါကျမတို့နှုတ်နှစ်လေနားလည်းမလွယ်တဲ့ကိစ္စပါလို့ပြောလိုက်တော့မှသူကအဲ့ဒီဆရာမကြီးကလာပြေဝင်နေဖြစ်တဲ့ကလေးတောင်းတောင်းပြီးတော့ခေါ်ခိုင်းမှမေးတော့လားမေးတော့မှလာပြေဝင်ပြောတဲ့အတိုင်းပဲသူကလာပြေဝင်ကိုပြောခဲ့တယ်တဲ့အဲ့ဒီလိုအဲ့ဒီလိုอืมအဲ့တော့ပြောလိုက်တော့လက်ပြုံးကမလုပ်လေလို့ပြောတော့လက်ပြုံးကစိတ်ကိုခုံထုလိုက်တယ်တဲ့အဲ့ဒီခါကျမှကိစ္စအမှန်ပေါ်လာအစနေကသူမနဲ့လို့အဲ့လိုရှင်းပြလိုက်ပြီးပြီအဲ့တော့မနဲ့ကပြောတာဆရာမကြီး အတန်းပြောင်းပြီမယ်ဆိုလေလပြေဘုံကမပြောင်းချင်ဘူးတဲ့နော်သူများမိပါလာဆိုရင်လေဒီတက်မှာဆက်ထားရင်ငါတို့ကလေးကိုညို့မှာထိုးတယ်ပါ냐ဆိုပြီးမှဆရာမကိုနင်ပဲမစပြောပြီးအခန်းပြောင်းမှာကလေးမပြောင်းချင်ဘူးဆိုမနေ့ကအတိုင်းထားလိုက်တယ်ပြပြလေးလေးပဲပြောခဲ့တယ်ဆရာမကျမသမီးလေးရလေဆရာမတို့ရှင်မရောက်ဆရာမသမီးဖြစ်သွားတယ်ဆရာမတို့ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်အခုသူများတက်ကကလေးကဒီလို live မှာကျုံလို့ပါ냐ပြောတယ်ဖြင်းချွတ်ခံရတယ်လာပြောတာဆရာမကမမေးမမျက်မှာကာကွယ်ပေးပေးနေဆရာမအနောက်ထိရိုက်လိုက်တယ်ခုံလေးထုလိုက်တယ်ဆိုတာဖြစ်နေကျမပြောတဲ့အတိအကျခုံပြတ်သွားရင်ကျမရဲ့အစ်စ်ဆိုလဲဝေပေးနိုင်ဝေပေးမယ်မဝေပေးနိုင်ရင်လည်းမနေ့လို့ ြုတ်ပြင်းပေးမှာပေါ့ဆရာမခုတားတမျိုးအရင်မကဘဲနဲ့ဘာဖြစ်လို့ဆရာမအဲ့လိုခင်ရိုက်တာလို့အဲ့လိုပြောမှာအမှန်တော့ဒီစမနန်ကသူ့ကြောင်းကိုဖုန်းလဲမဆက်ဘူးတိုင်နေမတိုင်ဘူးသူ့ဗီဒီယိုကိုပြောနေတယ်လည်းမနဲ့မပြောသူ့ခါတာသူပဲကျမဗီဒီယိုကိုပြောတယ်လို့လည်းပြောတယ်ခါတာသူ့ပြောလာတာမနဲ့ကလေသူ့ဗီဒီယိုကိုပြောမနဲ့မနဲ့မသိဘူးမြင်လဲမမြင်ဘူးအဲ့ဆရာမဘာလုပ်နေလဲလည်းကိုမသိဘူးကိုပြောမဲ့လို့အဲ့တော့ငငယ်လေးဖြစ်နေတယ်မနဲ့မချင်းအဲ့တော့မနဲ့ပြောလိုက်တာကျောင်းမအရောက်နေရတော့ရမနဲ့လို့လည်းထိမ့်ဘူးလေနော်90လောက်မပြောနဲ့ယာချီကြီးမနဲ့တော့ထိမ့်ဘူးလေဘာလို့လဲတိလားဘာလို့ယာချီပြောလဲ ပြင်းကျူးရှင်ဆိုတာကြောင်းဖြတ်ပူပြီးကလေးများတဲ့တဘောပဲအခုအပြင်းကျောင်းနေဘောင်းကြောင်းသားများလေးတည်ရမှာထိမ့်ဘူးလေဒါပေမဲ့အခါမှအဲ့မှာဒီကြွယ်ရိုက်သွားရက်ကလေးကိုမရိုက်ဘူးရိုက်တယ်ဆိုရင်လည်းအဖြစ်ကိုတေးရှာပြောရင်းမှာဟိုဖက်လက်လက်ပတ်ဆိုပြီးမှတိတ်တိတ်ချာရိုက်တာအဲဒီနေ့တော့ကြောင်းကြီးကအဲ့ဒီလိုပြဿနာစားခဲ့တဲ့ကလေးမကိုခေါ်လိုက်တယ်သူငါးချိန်ရိုက်တယ်ကလေးရိုက်ခံရတဲ့အတွက်တော့ရှင်ချက်မှာမကောင်းဘူးဒါပေမဲ့ပြောခဲ့ပါလေအစနေကြည့်အပြစ်ရှင်အပြစ်ရှင်တို့အဲ့ဒီလိုရိုက်ရမှာဒီလိုမျိုးကြွယ်ရိုက်သွားရရရမှာမဟုတ်ဘူးလို့ဆီယမ်မလေးမှာအနာကက်ရှိတယ်နော်ဆီယမ်မကျမရဲ့ကလေးမှာလည်းအနာကက်ရှိတယ် လေးကိုအเจ้าမပြောအောင်ကျမတို့မလုပ်ရဘူးတခုခုဖြစ်လို့ကျမကနားလည်မှုနဲ့ဒီလိုပဲတန်းလာလို့ကျမလည်းအဆင်အဆင်တက်သွားကျမရဲ့အနာကမနာမမဖြစ်သွားမယ်ကျမကျမစိတ်ကနာနဲ့ပြောတာမိဘတိုင်းမှာကျမတို့စိတ်မျိုးမဟုတ်ဘူးကျမကဒါကိုချင်းစာလို့ဒီလိုနာတွေ့တာကျမနေရာမှာတခြားမိဘတက်ဆန်အင်မတန်ချမ်းသာတဲ့မိဘတွေတက်စီမိတက်စီအဆင်ကြော်ပြီးတက်ချသွားလိုက်ရင်ဆီယမရဲ့အနာကလေးဘလို့ဖြစ်သွားမယ်ချင်တာရောလို့မနေ့လည်းပြောခဲ့ပါတယ်တတော်ကိုစိတ်ဆိုးလိုက်ရင်မှကြည့်မှာတက်တည်နေတော့ကြာဒေါ်လာဖြစ်လို့မျက်ရည်တွေထွက်တာဒီကမှာအင်မတန်အနာကြိုက်တာမျက်ရည်တွေတက်ချတာတဏှာကြီးအောင်ပတ်ဖို့ ဖြစ်သွားတော့အဲ့ဒါပဲအမကလည်းတစ်ခါလေးပြောပြတာပြန်ရှင်းမကြတတ်လို့နော်အဲ့ဒါပြောပြတာတော်တော်ကိုစိတ်ဆိုးတယ်အဲ့ဒါနဲ့မနဲ့ပြောပြမယ်လေလားကျမကလို့ကြောင်းတယ်မယ်မထဲဘူးနော်လို့အခုဆရာမကကြည့်ရလို့ပြောလဲဆိုတော့ဆရာမတဘောပဲအမတဘောလေအမကမှကြောင်းတယ်မယ်ထဲလေအမရဲ့ပြုတ်လက်ခွင့်နဲ့နာမည်ဖော်လေအမလွတ်လက်ခွင့်နဲ့အဲ့ဒါကြောင့်မနဲ့ကမဲ့လေးသွားပြန်ပြေးလိုက်ပြန်ဟုတ်တယ်လေဟာဆရာမရဲ့နားလည်းမူနဲ့မထဲပါနဲ့ထားလိုက်ပါဆရာမရဲ့ပြရပြီးကြောင်းအတိုင်းကြီးပဲထားလိုက်ပါပြပါစေလို့ပြောရင်မနဲ့မပြောမဖြေဘူးဘုသူမင်းမေးပဲကြောက်လို့မနဲ့မဖြေဘူးအခုတူအမဆရာမရဲ့လွတ်လပ်ခွင့်နေတယ်ဆရာမပါဆရာမလည်းကြောက်နေမှာချက်ချင်းနဲ့မထက်ချင်းနေဆိုမှတော့မေးလိုက်တယ်လေဟာ